ဒါဆိုတော့ဒီချက်တော့ဒီ paragraph လေးဖတ်လေးကြည့်ရအောင်ချက်ရရှိ video file လေးထဲမှာလည်းဒီအကြောင်းအရာကိုရေးရတဲ့အခါမှာအထောက်အကူပြုနိုင်တဲ့ sentence structures တွေကိုလေ့လာခဲ့တယ်ဒီ sentence structures တွေအသုံးပြုမယ်ပြီးတော့ကိုရှိပြီးသားကိုရေးဒါရှိပြီးသား knowledge ကိုအသုံးပြုမယ်ကိုကြိုက်ဆုံး subjects တွေဘယ်လိုမျိုးဘာသာဖြစ်တယ်ပြီးတော့ဘာကြောင့်မှလို့သဘောကျတယ်ဒီဘာသာရက်မှာကိုဘာတွေလုပ်နိုင်တယ်ဆိုတာကို brainstorming ဆုပ်ပြီးပြီဆိုလို့ရှိရင်ဒီ channel တူတူဒါလေးကိုလေ့လာကြည့်ရအောင်ရှင် I enjoy learning about different topics, such as the human body, animals, plants, weather, and even space. Each lesson teaches me something new and exciting. For example, I find it amazing how plants make their own food through photosynthesis, or how the heart pumps blood through our bodies. Science also includes fun experiments and insightful activities. These hands-on experiences help me remember what I learned and make the lessons more enjoyable. I also like asking questions and finding answers, and science gives me the chance to explore and think like a scientist. It improves my problem solving skills and helps me become more curious and creative. That's why science is my favorite subject. Okay, dear, ကဲဒါဆိုဒီချက်အားဒီရှိမှလေးဒီချက် sentence တွေသင်ခဲ့ရပေါ့နော်ဒီ sentence structure လေးမှလေးဒီချက်ပြောခဲ့တယ်ဒီချက်ကြိုက်တဲ့ subjects က science ဖြစ်တဲ့အတွက်ကြောင့် science နဲ့ပတ်သက်ပြီးဒီချက်ကြိုက်ရတဲ့အချက်တွေဒီချက်လုံနိုင်တဲ့အကြောင်းအရာတွေဒါတွေကိုရေးသွားမှာဖြစ်တယ်ရှင်ကဲဒါဆိုကိုကလည်းမရေးခင်အရင်ဆုံးလေးကိုကြိုက်တဲ့ subjects ကဘာလေးလဲပြီးတော့ဒါနဲ့ပတ်သက်ပြီးဘာလို့သဘောကျတာလဲ reason နှစ်ခု၃ခုစဉ်းစားပါပြီးဒါနေကိုရနိုင်တဲ့အကျိုးကျေးဇူးတွေပြီးကိုဒါကိုအသုံးပြုပြီးဘာကြီးလုပ်လို့ရလဲဒါလေးရင်စဉ်းစားကြည့်ပါစဉ်းစားပြီးဒီချက်အရှိ video file လေးမှာသင်ခဲ့တဲ့ sentence structure လေးတွေကို က်ရေးကြည့်ပါရေးပြီးတော့ရင်ဒီ paragraph လေးကိုလေ့လာလို့ရပြီရှင်ကဲအခုကတော့ paragraph လေးကိုအသေးစိတ်လေ့လာကြည့်ရအောင်အင်းဆုံးတစ်ချက်ကလေ introduction sentence အနေနဲ့ပေါ့နော် topic sentence အနေနဲ့ကျွန်တော်ဒီ paper တာရက်ကိုအကြိုက်ဆုံးဖြစ်ပါတယ်သမီးဒီ paper ရက်ပါတာရက်ကိုအကြိုက်ဆုံးဖြစ်ပါတယ်ဆိုရင် sentence လေးနဲ့ပဲစလိုက်တယ် my favorite subject is science ဒါဆိုကိုက science မဟုတ်ဘူးဆိုလဲကိုကြိုက်တဲ့ပါတာကိုဒီမှာထည့်ရေးလို့ရတယ်ဒါဒီတစ်ချက်ရဲ့ topic sentence ဖြစ်တယ် ဒီ paragraph ဒီဘာအကြောင်းဖြစ်ပါတယ်ဘာကိုကြိုက်ပါတယ်ဆိုတာကိုဥဆောင်ပြီးဖော်ပြပေးနိုင်တဲ့ sentence ဖြစ်တယ်ပြီးဒီချက်မှာနောက်တစ်ခုလေးရှိသေးတယ်ဒါလေးကိုတော့တချို့တို့က the concluding sentence လို့ခေါ်တယ်ဒါဆိုဒီချက်ရဲ့ concluding sentence ကတော့ဒီအတွက်ကြောင့် science ကိုအကြိုက်အဆုံးဖြစ်ပါတယ်ဒါဒီ concluding sentence ဖြစ်ပါတယ်ဒီ dot in မှာဒီအလေက ဒီ body part ထဲမှာဘာတွေရေးသွားလဲဆိုရင်ကိုဘာကိုနှိမ့်ချလဲ science နဲ့ပတ်သက်ပြီးတော့ဒီခန္ဓာကိုယ်အကြောင်းတွေ animal တွေ plants တွေ weather တွေ space တွေနဲ့ပတ်သက်ပြီးတော့လေ့လာရတာကိုနှိမ့်ချတယ်ဆိုဒီ science ကကိုယ့်ကိုဘာတွေသင်ပေးနိုင်လဲကိုဘာကိုအထူးသဖြင့်ကြိုက်တယ်ဆိုတာကိုတစ်ချက် example ပြထားတဲ့ sentence တွေပါတယ်ပေါ်ပြတဲ့ sentence တွေအများကြီးပါတယ်ပြီးတော့ adjective လေးတွေအများကြီးပဲသုံးသွားတယ်ဒီထဲမှာဆိုဒီချက်ဘာသာရပ်ကိုငြိမ်ငြိမ်ဆိုင်ဆိုင်ပေါ်ပြပေးထားတဲ့ adjective လေးတွေကိုအတူတူလေ့လာကြည့်ရအောင်ရှင် For example, new and exciting or damu fun experiment and insightful activity damu hand on hands on experiences. That's why let do it on when eh, lila muri bono and people be enjoyable. အဲပြီးတော့တချို့တို့ဒီလို adjective လေးပေါ့နော် curious ဖြစ်စေတယ်ကိုကပို့ပြီးတော့ science တောင်မလို့ creative ဖြစ်စေတယ်ဒီလို adjective လေးတွေကဒီဘာသာရပ်ကိုဖော်ပြပေးတဲ့အခါအများကြီးထောက်ကူဖြစ်စေတယ်တချို့ဒီမှာအစိမ်းလေးနဲ့ခွဲထားတာကဒါကတော့တချို့ကြိုက်ရတယ် ပထမ reason မှလို့ကြိုက်ရတဲ့ပထမ reasons ကတော့ science နဲ့ပတ်သက်ပြီးတော့ဒီလိုမတူညီတဲ့ topics တွေသင်ရတာကိုကြိုက်တယ်။နောက်ထပ် reasons တစ်ခုကတော့ science ကဒီတိုင်းကြီးပဲမဟုတ်ပဲနဲ့တချို့တော့ဟိုလီလာစမ်းစစ်တာလေးတွေတနိုင်တစ်ပိုင်းအလုပ်ကြရတယ်ဒါကိုကြိုက်တယ်။ပြီးတော့နောက်တစ်ခု science နဲ့ပတ်သက်ပြီးတချို့ကြိုက်တာကတော့မေးခွန်းတွေအများကြီးမေးပိုင်ခွင့်ရှိတယ်။ကိုကိုရိုင်းနဲ့လိုက်ပြီးစဉ်းစားပြီးတော့ဒါကိုကိုရိုင်းနဲ့အဖြေရှာပိုင်ခွင့်ရှိတယ်။အဲဒါကတော့တချို့ကြိုက်ရတဲ့အကြောင်းပြချက်ပြီး၃ခုဖြစ်ပါတယ်။နော်ကိုကိုရိုင်းကလည်းကိုကြိုက်ရတဲ့အကြောင်းပြချက်ကလေးကိုအခုလိုဆန်းတဲ့ intro လေးဖြစ်တဲ့ I enjoy plus K just run အဲ့ဒါမျိုးဒါမှမဟုတ်လို့ရှိရင်တချို့တို့ဒီမှာဘာတွေပါဝင်နေဒါတွေရကိုဘယ်လိုပုံစံမျိုးမှတ်မိသွားစေတယ်အဲ့ပြီးတော့ရင်ကိုနောက်ကြိုက်ရတာ I also like asking နောက်က gerunds နေကိုကဘာတွေကြိုက်သေးတယ်ဒါဆိုရင်ဒီ ဘာသာရက်ကိုကိုပါဖလို့အကြိုက်ဆုံးဖြစ်ရတယ်ဆိုတာကိုအကြောင်းပြချက်၃ခုလောက်စဉ်းစားပါပြီးတစ်ချိန်နဲ့တူတူ first video မှာလိလာခဲ့တဲ့ sentence structure တွေကိုသုံးသပ်ပါအဲပြီးတော့ဟာပြန်ပြီးခုလိုမျိုး paragraph လေးမတူမရှိလေးပေါ့နော်စာပိုက်ကလေးစူးစမ်းပြီးရေးကြည့်ပါနောက်တစ်ခုတစ်ချိန်ထပ်မံပြီးတော့အသိပေးချင်တာလေးရကြတော့ paragraph ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ베리မှာ internet ဖွာဖို့အတွက်ရေပြီးရင်ဒီမှာဆို topic sentence လေးပါဝင်ဖို့အတွက်ရေနောက်ဆုံးမှာ concluding sentence လေးပါဖို့အတွက်ရေဖြစ်ပါတယ်ရှင် ก็ดาสุนักทวิดีโอไปนี่เดี๋ยวมาเลยที่เจเนตูดูนักทำมาดูนี่เดี๋ยว p a r a g r a าฟเดียวลีลาเมตต้องแต่เมไลปีโรยยีจามิชิน